ကဲအားလုံးမင်္ဂလာပါဗျာ JDS ချန်နယ်မှာလွေထွေးစွာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ကျွန်တော်တို့မြန်မာပြည်သက်တွေအားလုံးစိတ်ဝင်တစားနဲ့မလွတ်တမ်းစောင့်မျှော်ကြည့်ရှုသွားရမယ်ဒီလာမယ့်ဒီဇင်ဘာလ9ရက်နေ့ UFC 323ဆိုတဲ့ခေါင်းစဉ်အောက်ကနေဒုတိယကောင်ပွဲကြီးအနေနဲ့ချန်ပီယံခပ်ပတ်လူပွဲကြီးကိုချန်ပီယံထိုးတက်သွားမယ် Joshua Van နဲ့ပတ်သက်ပြီးတော့မှစိတ်ဝင်စားဖို့ကောင်းတဲ့အချက်၄ချက်ကိုဒီဗီဒီယိုကြည့်နေတဲ့ပြည်သက်တွေနဲ့အတူမျှဝေတုံတက်ဆွေးနွေးတင်ဆက်ပြီးတော့မှဖြစ်ပါတယ်အဲ့တော့ဘယ်စိတ်ဝင်စားဖို့ကောင်းတဲ့အချက်၄ချက်ဖြစ်မလဲဗျနံပါတ်1ကတော့ Joshua Van ရဲ့ ခက်ခဲကြမ်းတမ်းလွန်လာတဲ့ UFC ခီးချင်းအဲ့တော့ Joshua Van ဟိုဒီ fighter ဘွားအစပိုင်းမှာကလေးပေါ့နော်ဒါ UFC လမ်းကြောင်းအထိရောက်လာဖို့အတွက်နောက်ပြီးတော့မှဒီ UFC ဒါလမ်းကြောင်းရောက်ရှိသွားတဲ့အချိန်မှာဆိုရင်လည်းသူ့အနေနဲ့ဒါဘယ်လိုမျိုးအခက်ခဲတွေကြုံတွေ့ရပြီးတော့မှဒီခက်ခဲကြမ်းတမ်းလွန်လာတဲ့ဒီလမ်းခီးကိုဘယ်လိုမျိုးရှောက်လန်းခဲ့တယ်လဲဆိုတာနဲ့ပတ်သက်ပြီးဒါအသေးစိတ်လေးတင်ဆက်ပြီးတော့မှဖြစ်တယ်ပေါ့နော်အဲ့တော့နံပါတ်1မှာဆိုရင်တော့ UFC နာမည်ကြီးချန်ပီယံနဲ့ဒီနာမည်ကြီးဖိုက်တာတွေဒါလိုက်ဖို့ ဒီခက်ခဲတဲ့ဂျိုရှွာဗန်ရဲ့စံချိန်အကြောင်းလေးကိုတင်ဆက်ပေးတော့မှာဖြစ်တယ်ဗျအဲ့တော့နံပါတ်3မှာဆိုရင်တော့ UFC 323မှာပေါ့နော်ဒါချန်ပီယံကပ်ပလူပွဲအတွက်ဂျိုရှွာဗန်ရဲ့ဒီစိတ်ဝင်စားဖို့ကောင်းတဲ့ထူးကြီးအကြောင်းပေါ့နော်ဂျိုရှွာဗန်အနေနဲ့ဒီလာမယ့်ချန်ပီယံကပ်ပလူပွဲမှာထူးကြီးကဒါဘလောက်အတိုင်းတာအထိရရှိသွားနိုင်ချေရှိတယ်လေပေါ့နော်အဲ့တော့ဒီထူးကြီးနေရာမှာကျွန်တော်တို့ဒီနိုင်ရင်ရရှိသွားနိုင်မယ့်ထူးကြီးပြီးပြီဆိုရင်ဒါရှုံးမယ်ဆိုရင်လည်းဒါရှုံးတဲ့ထူးကြီးအနေထားလေးကို အတင်ဆက်ပြီးတော့မှာဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်နံပါတ်6မှာကတော့ချန်ပီယံခပ်ပတ်လူပွဲမှာအကယ်၍ဒါဂျိုရှောဘန်နိုင်ခဲ့မယ်ဆိုရင်တော့သူ့အနေနဲ့နောက်ထပ်တင်သွားနိုင်မဲ့ဒီစံချိန်တွေအကြောင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့နံပါတ်1အကြောင်းအရာကနေပြီးတော့မှစလိုက်ချင်ပါလိမ့်နံပါတ်1ကတော့ဂျိုရှောဘန်ရဲ့ဒီခက်ခဲကြမ်းတမ်းလွန်းလာတဲ့ UFC ခီးကြမ်းပေါ့နော်အဲ့တော့ကျွန်တော်ဂျိုရှောဘန်ဆိုတာဘယ်သူလဲလို့ဒါပြောလိုက်မယ်ဆိုရင်တော့ဒီဗီဒီယိုကြည့်နေတဲ့ပရိသတ်တွေအားလုံးကသိကြလိမ့်မယ်လို့ထင်တယ်ပေါ့နော်အဲ့တော့ဂျိုရှောဘန်က ဒီချင်းပြည်နယ်ဟာခါမှာတဝီးဖွာလာခဲ့တဲ့တာဖိုက်တာတူဖြစ်ပါလေသူရဲ့နာမည်အရင်ကတော့ဂျိုရှွာဗန်ဘာဝီထွမ်းလို့ခေါ်တယ်ဗောနော်ဒါတော့ချင်းနာမည်ဖြစ်ပါလေဗျတကယ်ကျွန်တော်ဖိုက်တာရဲ့နာမည်ကတော့ဒါဂျိုရှွာဗန်ဗောနော်နာမည်ပြောင်းကတော့ the fearless လို့ခေါ်တယ်ဒါအကြောင်းယွန်းမဲ့ပြီးတော့မှပြောမယ်ဆိုတော့ဇွဲတတိရှိတဲ့ဖိုက်တာတူအဖြစ်ဒါတင်စားခံထားရတယ်ဗောနော်အဲ့တော့ဂျိုရှွာဗန်ကတော့ဒီကျွန်တော်အော်တိုဘာလ၁၀ရက်နေ့၂၀၀၀နဲ့တခုနှစ်မှာဝီးဖွာခဲ့တာပဲဖြစ်ပါလေလက်ရှိအချိန်မှာကတော့အသက်၂၀နဲ့ ၄နှစ်အရွယ်ကိုရောက်ရှိနေပါပြီအဲ့တော့သူတို့မှာဒါမိသားစု ပြောရမယ်ဆိုရင်တော့ဒီအလုံးပေါင်းပါဆိုရင်တော့ခုနှစ်ယောက်ရှိမယ်ပေါ့နော်ကျွန်တော်အနေနဲ့ဒါအတိအကျတော့မသိဘူးဒါမွေးချင်းတော့၅ယောက်ရှိတယ်လို့သိတယ်အဖေမိနဲ့ပေါင်းလိုက်မယ်ဆိုခုနှစ်ယောက်ပေါ့နော်အဲ့တော့ဂျိုရှွာဗန်ကဒီ2000နဲ့73ပေါ့နော်2073မှာမှသူ့ရဲ့အသက်ပြောရမယ်ဆိုရင်တော့ဒီ12နှစ်အရွယ်မှာမှသူတို့မိသားစုတစုလုံးကဒါကျွန်တော်ဒီ American Houston Texas ကိုပြောင်းသွားခဲ့တာဖြစ်တယ်ပေါ့နော် ဲ့တော့အဲ့ဒီမတိုင်ခင်မှာဆိုတော့ဂျော့ချာမန်ဒီ10နှစ်လောက်ရောက်တဲ့အရွယ်မှာဆိုရင်တော့သူ့အနေနဲ့ဒီမလေးရှားနိုင်ငံမှာကျွန်တော်ခဏတစ်ဖြုတ်ဒါနေခဲ့တယ်ပေါ့နော်မလေးရှားနေပြီးတော့မှဒါစင်ကာပူကိုပြောင်းသွားတာဖြစ်ပါတယ်အဲ့တော့ဒီဟာခါဒီချင်းပြည်နယ်ဟာခါမြို့ကနေပြီးတော့ဒီမလေးရှားကိုအရင်ရောက်တယ်အဲ့တော့မလေးရှားနေတဆင့်ဒါ US ကိုရောက်ရှိသွားခဲ့တာဖြစ်တယ်ပေါ့နော်အဲ့တော့လက်ရှိအချိန်မှာတော့ဂျော့ချာမန်တို့မိသားစုကတော့6ဦးပဲကျန်ရှိမှာတော့တယ်ဒါသူရဲ့ဖေကတော့2019ခုနှစ်မှာဒါဆုံးပန်းသွားခဲ့တယ်ပေါ့နော်အဲ့တော့မိသားစုတစုလုံးကတော့ဒါခရီးရန်ဘာတာကိုဘိုးကွယ်ကြပါတယ်အဲ့ ဂျိုရှောဖန်အနေနဲ့ကတော့သူ့ရဲ့ဒီ fighter ဘွားကို2020ခုနှစ်မှာစတင်ခဲ့တယ်လို့ပြောလို့ရတယ်ဗျ2020ခုနှစ်မှာကတော့ဒါ professional MMA ပွဲစဉ်ပွဲတွေဒါစတင်ပြီးတော့ထူးတက်တာမျိုးမရှိသေးဘူးဒါအပျော်တမ်းဘွားအနေနဲ့ဒီ2020မှာဒါ၄ပွဲလောက်ရှင်ပြိုင်ထူးတက်ခွင့်ရရှိခဲ့တယ်ဗောနော်အဲ့တော့အဲ့ဒီ၄ပွဲစလုံးကိုသူ့အနေနဲ့လုံးဝရှုံးဝိမ့်မရှိဒါအနိုင်ရယူပြထားတယ်အဲ့တော့2020ပြီးသွားတဲ့နောက်ပိုင်းမှာ2021ခုနှစ်ရောက်တဲ့အချိန်မှာမှပဲသူ့ရဲ့ဒီ professional MMA fighter ဘွားကို ဒါ Fury Fighting Championship ဆိုတဲ့ဒါ UFC ရဲ့ဒီလက်အောက်ကအဖွဲ့အစည်းတွေကနေပြီးတော့မှဒါစတင်ရှောက်လန်းခဲ့တယ်ပေါ့နော်အဲ့တော့အဲ့ဒီ Fury Fighting Championship အဖွဲ့အစည်းမှာ Joshua Van နေနဲ့ဒါ MMA ပွဲစဉ်ပေါင်းကို10ပွဲအထိဒါရှင်ပြန်ထိုးတက်ထားခဲ့တယ်ဗျအဲ့ဒီထဲမှာဆိုရင်တော့သူ့အနေနဲ့ဒါ9ပွဲရောနိုင်ရရှိထားပြီးတပွဲဒါရှုံးနေထားပါတယ်အဲ့တော့ပြောမစုံဒီ2000နဲ့21ကနေပြီးတော့မှဒီ2000နဲ့22ဒါဒီဇင်ဘာလ18ရက်နေ့အထိကိုသူ့အနေနဲ့ဒါ Fury Fighting ဒီ Championship မှာဒါရှိနေတာပေါ့နော် ဲ့တော့ Joshua Van အနေနဲ့ဒီ Fury Fighting Championship ဆိုတဲ့ဒီအဖွဲ့အစည်းမှာ2023ခုနှစ်2022ပေါ့နော်ဒီနှစ်နှစ်လုံးမှာသူ့အနေနဲ့ flyweight တန်းမှာပဲရှင်ပြိုင်ထူးတက်ခဲ့တာဖြစ်ပါတယ်။အဲ့တော့ flyweight တန်းမှာဆိုရင်တော့သူ့အနေနဲ့အစောပိုင်းမှာကျွန်တော်တို့ဒီဇင်ဘာလ18ရက်နေ့2022ခုနှစ်အထိရှင်ပြိုင်ထူးတက်ခဲ့တယ်ပေါ့နော်။အဲ့ဒီဒီဇင်ဘာလ18ရက်နေ့မှာပဲသူ့အနေနဲ့ဒီ flyweight ချန်ပီယံခပ်ပတ်လူပွဲကိုရှင်ပြိုင်ထူးတက်ခွင့်ရရှိခဲ့တယ်။အဲ့တော့သူ့ရဲ့ပြိုင်ဖက်အနေနဲ့ကတော့ဒါ Cleveland McLean လို့ခေါ်တယ်ပေါ့နော်။အဲ့ဒီ fighter ကိုသူ့အနေနဲ့ဒါချုပ်ကွက်နဲ့အနိုင်ရယူပြီးတော့မှ Joshua Van က ဒီကျွန်တော်တို့ Fury Fighting Championship မှာ Flyweight Champion တအူးအနေနဲ့ကျွန်တော်ဖြစ်လာခဲ့တယ်ဗျာ။အဲ့တော့အဲ့ဒီ Champion ဖြစ်လာပြီးတဲ့နောက်ပိုင်းမှာ Joshua Van ကဒီ Fury Fighting Championship မှာဒါပွဲတွေမထိုးတော့ဘူး။အဲသူ့အနေနဲ့ UFC အဖွဲ့အစည်းကိုဒါဝင်ဖို့တွေစတင်ပြီးတော့ပြင်ဆင်နေတဲ့အချိန်ပေါ့နော်။အဲ့တော့အဲ့2022ကဒီဒီဇင်ဘာမှာနောက်ဆုံးထိုးတာဆိုတော့2022နဲ့ပြီးရော2023ကျွန်တော် August လ10ရက်နေ့ရောက်တဲ့အချိန်မှာမှ Joshua Van ကဒီ Dana White ကိုနနာ series 57ဆိုတဲ့ခေါင်းစဉ်အောက်မှာဒါပွဲထိုးခွင့်ရရှိလာခဲ့တယ်ဗောနော်အဲ့တော့အဲ့ဒီအချိန်မှတုန်းမှဆိုရင်တော့သူ့အနေနဲ့ဒီဘလူနဲ့အရှင်ပြန်ထိုးတက်ရမလဲဆိုတာတိထားပြီးသားဗောနော်ဒါ့ပေမဲ့လည်းအဲ့ဒီဒနဝိုက်ကွန်နနာစီးရီးမှာသူ့အနေနဲ့ဒါပွဲထိုးဖို့လောက်ရာကနေပြီးတော့မှဒါရုတ်တရက်ကြီးကျွန်တော်တကယ့်ကိုဒီ UFC ABC 5ဆိုတဲ့ခေါင်းစဉ်အောက်မှာကျင်းပပြုလုပ်သွားမယ်ပွဲစဉ်မှာဗောနော်ဒါဒီ True Flyweight တန်းကတွဲဆိုင်တဆိုင်ကဖိုက်တာတူကဒီပွဲနှုတ်ထွက်သွားတယ်အဲ့ဒီအချိန်မှာ Joshua Van က တခါနေ့ကျွန်တော်အဲ့ပွဲနှုတ်ထွက်သွားတဲ့အနေထားမှာသူကအစားဝင်ပြီးတော့မှဒါဒီကျွန်တော်ရုရှားကဖိုင်တာတို့ဖြစ်တဲ့ဒီ Zeges Zumagulon ဆိုတဲ့ဖိုင်တာနဲ့ဒါရှင်ပြန်ထိုးတက်ခွင့်ရရှိခဲ့တာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီ Zeges Zumagulon နဲ့မထိုးတက်ခင်မှာဆိုရင်သူ့အနေနဲ့ဒီ Kevin Bouja ဆိုတဲ့ဖိုင်တာနဲ့ရှင်ပြန်ထိုးတက်သွားမှာဖြစ်တယ်ပေါ့နော်တို့တို့ပြင်မဲ့လေသူရဲ့ဒီကန်ဂျမာကတခါလေးကိုကျွန်တော်ဒီတနဝိုက်ကနနာ series မှာထိုးတက်စရာမလိုဘဲနဲ့တခါလေးဒီ UFC ပွဲကြီးမှာပွဲဦးထွက်အနေနဲ့ဒါရှင်ပြန်ထိုးတက်ခွင့်ရရှိသွားခဲ့တယ်ဗျာ အဲ့တော့အဲ့ဒီအခွင့်အရေးကိုလည်း Joshua Van ကိုတိုင်ကလည်းဒါလက်ခံခဲ့တဲ့အပြင်ဒါဒီ UFC ဘက်ကလည်း Joshua Van ရဲ့ဒီစွမ်းဆောင်ရည်ကိုလိလာကြည့်ရှုတာလည်းပါမယ်ပေါ့နော်အဲ့တော့ Joshua Van ရဲ့ကစားပုံတွေကြည့်လိုက်မယ်ဒီ fighter တပ်ပေါက်စုံနဲ့ဒါအလားအလာရှိတဲ့အနေအထားမျိုးတွေတွေ့ရတဲ့အတွက်ကြောင့်မို့ဒါတခါတည်းပဲကျွန်တော်ပွဲကြီးမှာဒါရှင်ပြန်ထူးတက်ခွင့်ရရှိခဲ့တယ်လို့ပြောမယ်ပေါ့နော်အဲ့တော့ဒါတော့ပထမပွဲတစ်ပွဲမှာ Joshua Van ကဒါလူစားဝင်အနေနဲ့ရှင်ပြန်ထူးတက်သွားခဲ့ရတာဖြစ်တယ်ပေါ့နော် အဲ့တော့ကျွန်တော်တို့ဒီ Joshua Van Lee နဲ့ UFC မှာရှင်ပြန်ထိုးတက်ထားခဲ့တဲ့မှတ်တမ်းကိုကျွန်တော်တို့တွားပြီးတော့မှလေ့လာကြည့်လိုက်မယ်ဆိုတော့ဒါကိုးပွဲအထိရှင်ပြန်ထိုးတက်ထားတယ်အဲ့ဒီထဲမှာဆိုတော့ရှစ်ပွဲအနိုင်ရရှိထားပြီးတပွဲလာရှုံးနေထားတယ်ပေါ့နော်အဲ့တော့အခုကျွန်တော်တို့ပြောဆိုတွားခဲ့တာဆိုတော့ဒါပထမတပွဲပထမတပွဲမှာအစောပိုင်းကျွန်တော်ပြောရ Russia Fighter ဒါ Zuma Gulon နဲ့ရှင်ပြန်ထိုးတက်ပြီးတော့မှသူ့အနေနဲ့ဒီ split decision နဲ့ကပ်ပြီးတော့မှအနိုင်ရရှိသွားခဲ့တယ်ပေါ့နော်အဲ့တော့အဲ့ဒီနောက်ပိုင်းမှာဆိုတော့ Joshua Van ကဒီနောက်ထပ်သူ့အနေနဲ့ဒီ Kevin Bouchance ပေါ့နော်သူနဲ့ဒီ ကျွန်တော်ဒနဝိုက်ခုနနစီးလုံးမှာရှင်ပြန်ထိုးတက်ဖို့လှုပ်ခဲ့တဲ့ fighter နဲ့ဒါပွဲတယ်ပေးချင်းခံရတယ်ဗျသူ့အနေနဲ့ဒီ Kevin Brooks နဲ့ရှင်ပြန်ထိုးတက်ပြီးတော့မှဒါအမှတ်နဲ့ပြန်ဖက်ကိုအနိုင်ရယူသွားခဲ့တယ်ဗောနော်အဲ့တော့ဒါကတော့ဒုတိယပွဲစဉ်ဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဒုတိယပွဲစဉ်ပြီးသွားတဲ့နောက်ပိုင်းမှာ Joshua Van ကသူ့အနေနဲ့ဒီ Philip Bunnet ဆိုတဲ့ fighter နဲ့ပြန်ပြီးတော့မှဒါရှင်ပြန်ထိုးတက်ခွင့်ရရှိခဲ့တယ်ဗျအဲ့တော့အဲ့ဒီဒုတိယပွဲဒီတတိယပွဲစဉ်ပေါ့နော်တတိယပွဲစဉ်ကနည်းနည်းလေးတော့ထူးခြားတယ်ဒါပြိုင်ဖက်ကအပြောင်းအလဲဖြစ်သွားတဲ့အချိန်မှာဂျိုရှာဘန်က လူစားဝင်ပြီးတော့မှရှင်ပြန်ထိုးတက်ပေးရတာဖြစ်တယ်ဗျအဲ့တော့အဲ့ဒီပွဲစဉ်ကဆိုတော့ဒီ UFC Fight Night ဒါ234ဆိုတဲ့အမတ်စဉ်ကောင်းစဉ်အောက်ကနေဒါရှင်ပြန်ထိုးတက်ပြီးတော့မှသူရဲ့ဒီ UFC Fighter ပွဲမှာပထမအူဆုံးတော့ဒါအလဲထိုးနဲ့နိုင်ခဲ့တဲ့ပွဲစဉ်တစ်ပွဲအဖြစ်ဒါမှတ်တမ်းဝင်ခဲ့တယ်ဗောနောအဲ့တော့၃ပွဲမြောက်ပြီးတော့ရပြီလေးပွဲမြောက်သွားလိုက်လေးပွဲမြောက်မှာဆိုရင်တော့ဒီဂျွန်လိုင်လာ73ရက်နေ့2024ရောက်တဲ့အချိန်မှာဒါ UFC ဘက်ကဂျော်ရှာဘန်ကိုချားဂျွန်ဆန်နဲ့ပွဲပြန်တယ်ပြီးခဲ့တယ်ဗျအဲ့ဒါကတော့ကျွန်တော် UFC on ဒီ ESPN 59ပေါ့နော်အဲ့ဒီခေါင်းစဉ်ကနေဒါပွဲတင်ပေးလိုက်တာဖြစ်ပါတယ်အဲ့တော့အဲ့ဒီပွဲစဉ်ကတော့ Joshua Van ရဲ့ဒီ UFC Fighter ပွဲမှာပထမဦးဆုံးတော့ဒီအလဲထိုးနဲ့ရှုံးခဲ့တဲ့ပွဲစဉ်တစ်ပွဲဖြစ်သွားခဲ့ရတယ်ပေါ့နော်အဲ့တော့ဒီပွဲစဉ်ကတော့အလုံးလေးတိကျတဲ့အတိုင်းပဲသူ့အနေနဲ့ညှင့်လို့ရှုံးတာမဟုတ်ဘဲနဲ့ပြန်ဖက်ကဒါလုံးဝကျွန်တော်ဒီမထင်မထားတဲ့အနေထားကနေပြီးတော့မှဒါအလဲထိုးပြီးတော့အနိုင်ရယူသွားခဲ့တာပေါ့နော်တကယ်တမ်းပြောမှဆို Joshua Van နေနဲ့လေဒီတတိလက်လွတ်အနေငယ်လေးဖြစ်သွားတဲ့အနေထားမှာဒါအငိုက်ပြီးခံလိုက်ရပြီးတော့မှအလဲထိုးနဲ့ရှုံးရှုံးသွားခဲ့ရတာဗျာ ဲ့တော့အဲ့ဒီ2024စက်တင်ဘာလ14ရက်နေ့ပွဲပြီးတော့နောက်ပိုင်းမှာနောက်ထပ်ကျွန်တော်2024ခုနှစ်မှာပဲဒီဇင်ဘာလ9ရက်နေ့မှာဆိုရင်တော့ UFC ဘက်ကဂျိုရှာဘန်ကိုကိုရီဒါတန်ဆိုတဲ့ဒါ US ကဖိုင်တာတူဦးနဲ့ပွဲတည်ပေးလိုက်တယ်ဗျအဲ့တော့ထူးထူးခြားခြားပဲကျွန်တော်ဒီဖိုင်တာနဲ့ပွဲတည်ပေးလိုက်တဲ့ပွဲစဉ်ကဂျိုရှာဘန်နဲ့ဒါပွဲပြတ်တာမျိုးလည်းမရှိဘူးဂျိုရှာဘန်အနေနဲ့လည်းဒါလူစားဝင်ပြီးတော့မှရှင်ပြိုင်ထိုးတက်ထားရတာမျိုးလည်းမဟုတ်ဘူးเนาะအဲ့တော့ဒီပွဲစဉ်တစ်ပွဲကတော့ဂျိုရှာဘန်အနေနဲ့လုံးဝကျွန်တော်ပြန်ဖက်တွေအပြောင်းလဲချာနေထိုးတက်ရတာမျိုးမဟုတ်မနေကောင်းကောင်းမွန်မွန် အာပွဲတည်ပြီးတော့မှအပြန်လန်ကျွန်တော်တို့စကလုံးစစ်တိုက်ပြီးတော့မှပွဲထုတ်တက်ခွင့်ရရှိလာခဲ့တာဖြစ်တယ်ဗောနော်အဲ့တော့ Joshua Van ကအဲ့ဒီ Cody Darden ဆိုတဲ့ US fighter ကိုကျွန်တော် UN Nemat decision ဗောနော်အမတ်အပြတ်တက်နဲ့အနိုင်ရရှိသွားခဲ့တယ်ဗျအဲ့တော့အဲ့ဒီနောက်ပိုင်းမှာကျွန်တော်တို့2025ဗောနော်ဒီနှစ်ကျွန်တော် Marshall ရှေ့ရနေ့မှာဆိုတော့ Joshua Van ကဒီ Bruno Silva ဆိုတဲ့ Brazil fighter နဲ့ပွဲတည်ပြီးချင်းခံရတယ်ဗျအဲ့တော့ပြောမယ်ဆိုတော့ Bruno Silva နှုတ်ထွက်သွားခဲ့တယ်နှုတ်ထွက်သွားခဲ့တော့ဒီဒဏ်ရာကြောင့်နှုတ်ထွက်သွားခဲ့တာဗောနော်အဲ့လိုအနေထားမှာ Joshua Van က ဒါအစားဝင်ပြီးတော့မှဂျပန်ဖိုင်တာတူဖြစ်တဲ့ right suru ရနိုင်ရှင်ပြန်ထူတက်ခွင့်ရရှိခဲ့တယ်ဗောနော်အဲ့ဒီပွဲမှာဆိုရင်ဂျိုဆော့ဘန်ကကျွန်တော် right suru ရကို your number decision အမှတ်အပြတ်တက်နဲ့အနိုင်ရရှိခဲ့တယ်ဗျအဲ့ဒီနောက်ပိုင်း2025ဂျွန်လ9ရက်နေ့မှာဆိုရင်တော့ UFC ဘက်ကဂျိုဆော့ဘန်ကို Brazil ဖိုင်တာတူဖြစ်တဲ့ Bruno Silva နဲ့ပွဲတည်ပြီးခဲ့တယ်ဗျအဲ့တော့ UFC 316ဆိုတဲ့ခေါင်းစဉ်အောက်ကနေပွဲတည်ပေးပြီးတော့မှဂျိုဆော့ဘန်အနေနဲ့ဒါ Bruno Silva ကိုတုံးချင်မြောက်မှာ technical knockout နဲ့ဒါအနိုင်ရယူပြတ်သွားနိုင်ခဲ့တယ်ဗောနော်အဲ့တော့အဲ့ဒီနောက်ပိုင်းမှာဆိုရင်တော့ဂျိုဆော့ဘန်က လုံးဝကျွန်တော်တို့ဒီ UFC ရဲ့ flight weight ranking ထဲကိုဝင်ရောက်လာခဲ့တယ်ပေါ့နော်ဝင်ရောက်လာပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့ဒီ UFC 317ပေါ့နော်ဒါဂျွန်လ28ရက်နေ့2025ခုနှစ်မှာဒါဂျိုချော့ပန်က Brandon Rybo ဆိုတဲ့ fighter နဲ့ရှင်ပြိုင်ထိုးတက်ခွင့်ရရှိခဲ့တယ်ဗျအဲ့တော့ပြောမယ်ဆိုဒီပွဲကလည်းโจชัวပန်အတွက်ကံကြမ္မာအလဲအပြောင်းကြီးတစ်ခုဖြစ်လာခဲ့တယ်လို့ပြောမှာပေါ့နော်အဲ့တော့ဒါကလည်းကျွန်တော်โจชัวပန်ရဲ့ဒီကြိုးစားအားထုတ်မှုဒီပေးဆက်မှုတွေ ဒါရှောက်လန်းလာခဲ့တဲ့ခီးကျန်းတွေအကုန်လုံးကျွန်တော်တက်ဆိုင်မှုရှိတယ်ပေါ့နော်ဒါလုံးဝဒီကန်ကြီးပဲကောင်းလို့လေကျွန်တော်တွားပြီးပြောလို့မရအောင်ပေါ့နော်အဲ့တော့ဒီ Brandon Rybo ကမူလကဒီ UFC 317ဆိုတဲ့ခေါင်းစဉ်အောက်ကနေပြီးတော့မှကျွန်တော်ဒီမနီခပီးဆိုတဲ့ fighter နဲ့ရှင်ပြန်ထိုးတက်သွားမှာဖြစ်တယ်ပေါ့နော်အဲ့တော့မနီခပီးကဒါဒီဒဏ်ရာပြဿနာကြောင့်နှုတ်ထွက်သွားတယ်အဲ့တော့ UFC ဘက်ကဂျိုရှာဘန်ကိုကန်လန်းလိုက်တယ်ပေါ့ဂျိုရှာဘန်က okay ရဲ့အစီအပြေတယ်ဆိုပြီးတော့မှကျွန်တော်ဒီပွဲကိုဒါဝင်ရောက်ရှင်ပြန်ထိုးတက်ခွင့်ရရှိသွားခဲ့တာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီနေရာမှာမိခွန်းထုတ်စရာတစ်ခုရှိတာက ျော်ချော်ဗန်လီနဲ့ကျွန်တော်ဒီပွဲကိုလက်ခံပြီးထိုးတက်တာက UFC ဘက်ကကျွန်တော်ဒီကန်လန်းချင်းလောက်တဲ့ဒီအကြောင်းပြချက်တွေရှိနေတဲ့အတွက်ကျော်ချော်ဗန်ကိုကန်လန်းတာဖြစ်တယ်ဗောနော်နံပါတ်1ကတော့ပြောမှာကျော်ချော်ဗန်က UFC ဒီ flyweight တမ်းမှာ active fighter တူဖြစ်တယ်ဘေချင်းကိုကိုတူအနေနဲ့ ready ဖြစ်နေတဲ့ fighter တူဗောနော်ဒီအတွက်ကြောင့်မို့ကျော်ချော်ဗန်ကိုကျွန်တော်ဒါခေါ်ယူရချင်းဖြစ်တယ်နံပါတ်1ကတော့ပြောမှာဆိုရင်ကျော်ချော်ဗန်ကဒီ UFC မှာတော်တော်လေးကိုဒါအနစ်နာခံခဲ့တယ်ဒါပိစမှုတွေအများကြီးရှိခဲ့တယ်ဗောနော်အစောပိုင်းမှာကျွန်တော်တောင်းလျှောက်ပြောလာတဲ့ ဒီဂျော့ရှော့မန်ရဲ့ဖြတ်တန်းလာခဲ့တဲ့ပွဲစဉ်တွေကိုကျွန်တော်တွားပြီးကြည့်လိုက်မယ်ဆိုတော့ဒီလူစားဝင်ပြီးတော့မှထိုးတက်ခဲ့ရတဲ့ပွဲစဉ်ကတော်တော်လေးများတယ်ပေါ့နော်။ဒါနောက်ဆုံးပွဲမှာဆိုရင်ဂျော့ရှော့မန်ထိုးနီးသူပဲပြဒီဘရန်ဒန်ရိုက်ဘူနဲ့ပွဲမှာသူ့အနေနဲ့လူစားဝင်ပုံစံမျိုးနဲ့ဒါဒီနှစ်ပတ်လောက်နှစ်ပတ်သုံးပတ်လောက်အလိုမှာပဲပေါ့နော်။ဒါအကြောင်းကြားခံရပြီးတော့မှဒီဖိုင်တာကိုကျွန်တော်တို့ဒီအနိုင်ရယူအောင်ရှင်ပြန်ထိုးတက်ပြသွားနိုင်ခဲ့တယ်ပေါ့နော်။အဲ့ဒီပွဲစဉ်မှာဆိုရင်သူ့အနေနဲ့ပြိုင်ဖက်ကိုလုံးဝဒါအကျိတ်အနေနဲ့ဒီ queen ထဲမှာရှိတဲ့ပြိတ္တတွေရောကဘာတော်မှာရှိတဲ့ MMB check နေတဲ့ပြိတ္တတွေရောအားလုံးကိုသူ့အနေနဲ့ ဒီအကောင်းဆုံး performance ပြသွားခဲ့တယ်ဗောနော်အဲ့ဒီပွဲစဉ်ကဒါကျွန်တော်မြန်မာတနိုင်ငံလုံးဒါမကပဲကျွန်တော်တခြားတော့ဒီကမ္ဘာတဝန်းက MMA ပြိုင်ပွဲတွေကြားမှာပါတော်တော်လေးနာမည်ကြီးသွားတယ်ဗောနော်အဲ့တော့အဲ့ဒီပွဲစဉ်ကဘာကြောင့်နာမည်ကြီးတယ်လဲလို့ပြောမယ်ဆိုတော့ဒီနံပါတ်1ကတော့ဂျိုချောမန်နေနဲ့လူစားဝင်ထိုးတက်တဲ့အနေထားမှာပြိုင်ဖက်ကိုဒါအနိုင်ရအောင်ကျွန်တော်ထိုးတက်ပြသွားနိုင်တဲ့အနေထားမျိုးထိဒါဖန်တီးနိုင်ခဲ့တယ်ဗောနော်အဲ့တော့ဒုတိယတစ်ချက်ကတော့အဲ့ဒီပွဲစဉ်မှာအနိုင်ရရှိတဲ့ fighter ကချန်ပီယံခပ်ပတ်လူခွင့်ပေးမယ်ဆိုပြီးမှဒနာဝိုက်ကိုတိုင်ကျောဆူထားခဲ့တဲ့အတွက်ကြောင့်ဒီပွဲစဉ်ကို ားလုံးကလည်းကျွန်တော်စိတ်ဝင်စားနေဆောင်မြေကြည့်ရှုခင်ရတယ်ဗောနအဲ့တော့ကျောချောင်ဘန်ကပြောမှာဆိုတော့ဒီ flyway ranking အဆင့်30ကျော်အနေထားလောက်ကနေပြီးတော့လုံးဝဒီအဆင့်1မှာရှိတဲ့ဒါ Brandon Rival ကိုနှာရှင်မြန်ထူးတက်ပြီးတော့မှဒီ champion ခပ်ပတ်လူခွင့်ပါရရှိသွားခဲ့တယ်ပေါ့နော်ဒါနည်းနည်းနော်နော်ဆွမ်းဆောင်ပြီးမျိုးတော့မဟုတ်ဘူးပြင်ဆင်ချိန်ကျွန်တော်နည်းနည်းလေးရတဲ့အနေထားကနေအကောင်းဆုံးဆွမ်းဆောင်ပြန်သွားခဲ့တာပေါ့နော်ဒီ fighter ကအဲ့တော့ဒီလိုအနေထားမျိုးမှာကျောချောင်ဘန်ကသူ့ဆွမ်းဆောင်ရင်အနေထားကဘယ်လောက်ထိကောင်းနေတယ်လဲဆိုတော့ကျွန်တော်တွားပြီးတော့မှ ဒါခက်မှန်းလို့ရတယ်ဗောနော်သူအနေနဲ့ဒီအချိန်သူအတွင်းမှာပြောင်းလဲမှုတွေအများကြီးနဲ့ဒီလူစားဝင်ထိုးတက်တဲ့ပွဲတွေအများကြီးနဲ့ကျွန်တော်ထိုးတက်လာခဲ့တဲ့ fighter တအူးဖြစ်တဲ့အပြင်ကိုစွမ်းဆောင်ကြီးကလည်းကျွန်တော်တပွဲနဲ့တပွဲပြိတက်တွေအားလုံးကဒီစောင့်ကြည့်ခြင်းစရာကောင်းလောက်တဲ့အနေအထားမျိုးတည်တာရောက်ရှိခဲ့တယ်ဗောနော်အဲ့တော့အဲ့ဒီပွဲစဉ်ပြီးသွားတဲ့နောက်ပိုင်းမှာပဲဂျော်ရှော့ဘန်ကဒါလုံးဝဒီဒီလာမယ့်ဒီဇင်ဘာလ9ရက်နေ့ပေါ့နော် UFC 323ဆိုတဲ့ခေါင်းစဉ်အောက်ကနေဒါသူ့အနေနဲ့ဒုတိယကောင်ပွဲအနေနဲ့ချန်ပီယံခပ်ပတ်လူပွဲကြီးကိုအရှင်ပြန်ထိုးတက်သွားတော့မှာဖြစ်တယ်ပေါ့နော် ။ Okay ဒါပြီးအားလုံးကတော့ Joshua Van အနေနဲ့သူဖြတ်တန်းလာခဲ့တဲ့ခက်ခဲကြမ်းတမ်းလွန်လာတဲ့ UFC ခီးကျန်းတွေဖြစ်တယ်ဗျ။အစကတော့ဒီအကြောင်းအရာတွေကသိသိပြောမယ်လို့မရည်ရွယ်ခဲ့ဘူးပေါ့နော်။တော်ပြီမဲ့လေဒါကျွန်တော်ပြည်သက်တွေသိရှိသွားအောင်ဒါ Joshua Van ဖြတ်တန်းလာခဲ့တဲ့လမ်းကြောင်းကကျွန်တော်ထင်ထားတာထက်အများကြီးဒီခက်ခဲမှုတွေဒီစိန်ခေါ်မှုတွေအများကြီးကနေပြီးတော့မှဒီလက်ရှိကျွန်တော်ချန်ပီယံခပ်ပတ် လူခွင့်ရတဲ့အချိန်ထိကိုကျွန်တော်ရောက်ရှိလာခဲ့တဲ့အကြောင်းလေးကိုသိစေချင်တာဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်နံပါတ်1အကြောင်းလေးကိုတွန်းလိုက်အောင်ပါနံပါတ်1အကြောင်းကတော့ဒါ UFC နာမည်ကြီး champion တွေရောပြပြဆိုရင် UFC တကယ်နာမည်ကြီး fighter တွေရောဒီ light လို့မမီနိုင်တဲ့ Joshua Van ရဲ့စံချိန်ပေါ့နော်အဲ့တော့အတိအအပြင်းတော့စံချိန်ရပြောမယ်ဆိုတော့ဒါ၃ခုလောက်ရှိမယ်ဗျနံပါတ်1ကတော့ flyweight တန်းမှာထိချက်အစိုးမိုးနိုင်ဆုံး fighter တအုပ်အဖြစ်မှတ်တမ်းတင်ထားတာပဲဖြစ်ပါတယ်။ဒီမှတ်တမ်းဟာဆိုရင်တော့ Joshua Van နေနဲ့ထိတ်ဆုံးကနေရက်တည်နေတာပဲဖြစ်ပါတယ်။ ဲ့တော့ Joshua Van ရဲ့ဒီ flight weight တမ်းမှာသူ့ရဲ့ဒီ ठी ချက်အချိုးအစားအရပြောမယ်ဆိုတော့2.5ရှိတယ်ဗျအဲ့တော့ဒါကိုနားလည်အောင်ပြောမယ်ဆိုတော့ပြိုင်ဖက်ကကိုယ့်ကိုတစ်ချက်ထိုးလိုက်မယ်ဆိုရင် Joshua Van ကဒီနှစ်ချက်ခွဲလောက်ထိုးနိုင်တဲ့နှုံထားမျိုးရှိတယ်ဗောနော်ဒီဘက်မှာကျွန်တော်ပြိုင်ဖက်ကနှစ်ချက်ထိုးလိုက်မယ်ဆို Joshua Van ကဒီကောင်တာပြန်ထိုးတဲ့နေမှာဒါ9ချက်လောက်ဒါသူ့အနေနဲ့ ठी အောင်ထိုးနိုင်တဲ့အနေထားမျိုးရှိတာကိုဆိုလိုတာဖြစ်ပါတယ်နံပါတ်1ကတော့ UFC အဖွဲ့အစည်းမှာခြေထွက်လက်ထွက်အမြန်ဆုံးဖိုက်တာဖြစ်မှတ်တမ်းတင်ထားတာပဲဖြစ်ပါတယ် ဲ့တော့ Tony Dube ဒီ Che Thwat Left Thwat Fighter တွေထဲမှာ Joshua Van ကဒီအထိတ်ဆုံးထဲက Fighter တူဖြစ်နေတယ်ဗောနော်ဒါသူသူ့အပေါ်မှာဘာလို့မှမရှိတော့ဘူးဒါသူ့ရဲ့ဒီ Che Thwat Left Thwat နှုံထားကိုကျွန်တော်တွားပြီးအသေးစိတ်လေ့လာကြည့်လိုက်မယ်ဆိုရင်တော့ Joshua Van ကဒီတမနစ်ဗောနော်ဒါ second 60အတွင်းမှာဒါထိချက်အရာကျွန်တော်ကူးချက်နီးပါးလောက်ပြန်ဖက်ကိုဒါတိတိမိမိနဲ့ထိုးနိုင်တဲ့ဒီစွမ်းဆောင်ရည်မျိုးရှိတာကိုဆိုလိုတာဖြစ်တယ်ဗောနော်ဒါအတိအကျတော့ကျွန်တော်တို့၈တရမ၈၆နှုံနဲ့ဂျော်ချွာမန်ကတမနစ်မှာဒါထိချက်ရရှိနိုင်တဲ့ ီအနေထားနဲ့ကျွန်တော်တို့ဒီစံချိန်ကဒီထိတ်ဆုံးမှာနေရာရယူထားတာဖြစ်တယ်ဗျအဲ့တော့ဒီမှတ်တမ်းဟာဆိုရင်တော့ပြောမယ်ဆိုရင်တော့ဒါတော်တော်လေးကိုအထင်ကြီးစရာကောင်းတဲ့မှတ်တမ်းမျိုးဖြစ်ပြီးတော့မှဒါသူ့ထက်ကျွန်တော်တို့ဒီခြေထွက်လက်ထွက်မြန်တဲ့ fighter ဆိုတာကျိုးရှာယူရဖို့ဆိုတော့တော်တော်လေးကိုခက်ခဲတဲ့အနေထားမျိုးရှိနေတယ်ဗောနော်အဲ့တော့ဒီမှတ်တမ်းကိုဘယ်သူကချိုးဖောက်နိုင်မလဲဆိုတာကတော့ကျွန်တော်တို့အနေနဲ့ဒီဆက်စွန်းနှစ်တခုကြာလောက်စောင့်ကြည့်သွားမယ်အနေထားမျိုးရှိတယ်။ Okay အဲ့တော့နံပါတ်3ကိုသွားလိုက်အောင်ဗျာ။နံပါတ်3ကတော့ဒီ network အတွင်းမှာ ဒီအကောင်ဆုံးကျွန်တော်တို့တွဲဆိုင်စည်ရင်းဝင်ခဲ့တာပေါ့နော်အဲ့တော့ဒီလိုလုံနိုင်ဖို့ဆိုတာကတော့ဖြစ်နိုင်ချေတော့ရှိတယ်ဆိုပေမဲ့ဒါဂျော့ရှော့ဖန်အတွက်သူ့ရဲ့ဒီအသက်အရွယ်အရပြီးပြီဆိုရင်သူ့ရဲ့ဒီစွမ်းဆောင်ရည်အရပြောမယ်ဆိုရင်တော့ဒါခက်ခဲတဲ့အနေအထားမျိုးတစ်ခုရှိတယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ဂျော့ရှော့ဖန်ကလုံးဝအကောင်ဆုံးအနေအထားထိတော့မှကျွန်တော်မရောက်သေးဘူးပြောမယ်ဆိုတော့ဝါနှုတ်သေးတယ်ပေါ့နော်ဖိုင်တာဘောကကျွန်တော်9နှစ်လောက်ပဲကောင်းကောင်းကျင်လည်ရသေးတယ်ဒီအနေအထားမျိုးလောက်ထိရောက်ရှိနိုင်ခဲ့တယ်ပေါ့နော်ဒါနည်းနည်းနော်နော်စွမ်းဆောင်ရည်တော့မဟုတ်ဘူးအဲ့တော့သူ့ရဲ့အသက်အရွယ်နဲ့ ဒါတခြားသောဖိုင်တာတွေသူ့အတိုင်းကျွန်တော်တို့ဒီမှတ်တမ်းတွေစံချိန်တွေဝင်ဖို့အတွက်ဆိုရင်တော့တော်တော်လေးကိုကြိုးစားရယူရမယ်ပေါ့နော်ဒါလိုက်ဖို့လည်းတော်တော်လေးကိုခက်ခဲတယ်လို့တော့ဒါကျွန်တော်ကတော့ဒါယူဆထားတယ်။ Okay ဒါဆိုရင်ကျွန်တော်နံပါတ်3အကြောင်းအရာကိုတွန်းလိုက်အောင်ပါ။နံပါတ်3ကတော့ UFC 323မှာ Joshua Van Nee နဲ့ Champion Cup လုပ်ပွဲအတွက်ပေါ့နော်။ဒါသူ့ရဲ့ထူးခြေကဘလောက်ထိရရှိသွားနိုင်ချေရှိတယ်လဲပေါ့နော်။အဲ့တော့ကျွန်တော် intro မှာပြောဆိုခဲ့တယ်လို့ပေါ့နော်။ထူးခြေနဲ့မသက်ပြီးတော့မှဒါနှမျိုးပြောပြသွားမယ်ပေါ့။တမျိုးကတော့ဒီနိုင်သွားတဲ့အနေထားပေါ့နော်။တမျိုးကတော့ရှုံးသွားတဲ့အနေထားပေါ့နော်။ ဲ့တော့ကျွန်တော်တို့ဒီရှုံးသွားတဲ့အနေထားနေပြီးတော့မှပြောလိုက်အောင်ပါအဲ့တော့ချန်ပီယံကပ်ပလူပွဲပွဲစဉ်တပွဲဖြစ်တဲ့အတွက်ကြောင့်မို့အခြေခံထိုးကြီးပေါ့နော်ဒေါ်လာ9သိန်းရမှာဖြစ်နေပေါ့နော်အဲ့တော့ဒီဒေါ်လာ9သိန်းမှာကကျွန်တော်တို့ဒီ PPV ဒါကြီးစုတဲ့ကြီးတွေမပါသေးဘူးပြီးစပွန်ဆာကြီးတွေမပါသေးဘူးပေါ့နော်အဲ့တော့ဒါအခြေခံထိုးကြီးကကျွန်တော်တို့ဒီပွဲတပွဲထိုးကြီးအတွက်9သိန်းတွတ်ထားမယ်ဒီ PPV ကြီးကတော့အတိအကျတွတ်လို့မရဘူးဒါပြည်သက်အပီးတဲ့ဒါအင်အားပေါ်မူတည်ပြီးတော့မှဒီပွဲရဲ့စိတ်ဝင်စားမှုပေါ်မူတည်ပြီးတော့မှ ဒါကြီးကများသွားနိုင်ခြေရှိသလိုဒါနေသွားနိုင်ခြေလေးရှိတယ်ပေါ့နော်အကံမကောင်းလို့ရှုံးနေသွားခဲ့မယ်ဆိုရင်တော့မှသူချင်းနေဆုံးအပြင်းတော့ကျွန်တော်ဒီ6သိန်းပတ်ချလည်းလောက်ရှိမှာပေါ့နော်နေဆုံးတော့ကျွန်တော်9သိန်းပေါ့နော်အဲ့တော့ဒါကတော့ကျွန်တော်ရှုံးနေသွားနိုင်တဲ့အနေအထားမျိုးအကယ်၍နိုင်သွားမယ်ဆိုတော့ဂျော်ရှာဗန်ကဒါနောက်ထပ်ကျွန်တော်ပို့သွားမယ်ပေါ့နော်တသိန်းနဲ့ပို့ပို့မယ်နှစ်သိန်းနဲ့ပို့ပို့မယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ဂျော်ရှာဗန်နဲ့ဒီ UFC ကြားချုပ်ဆိုထားတဲ့စာချုပ်ကိုကြည့်ရမယ်ပေါ့နော်စာချုပ်မှာကဒီတပွဲရဲ့အခြေခံထိုးကြီးဘယ်လောက်လဲဆိုတာရှိတယ်ပေါ့နော်အကယ်၍ဂျော်ရှာဗန်ကတပွဲရဲ့အခြေခံထိုးကြီးက9000တသိန်းလောက် ရှိမယ်ဆိုတော့ဒီချန်ပီယံကပ်လူပွဲမှာကကျွန်တော်ရဲ့အထင်ပေါ့နော်အဲ့ဒီအခြေခံထူးကြီးကစာချုပ်နဲ့ဤသူဒါနိုင်တဲ့အတွက်ကြောင့်မို့သူ့ကိုကျွန်တော်ဒေါ်လာ9သိန်းကိုကျွန်တော် plus 3သိန်းပေါ့နော်6သိန်းပြန်ပေါင်းတာမျိုးလေးဖြစ်သွားနိုင်တယ်ပေါ့နော်အဲ့တော့ဒီတချို့ကတော့ပြောကြတယ်ဗျာဒီထူးကြီးရဲ့ဒီတဆကဒါနိုင်သွားမယ်ဆိုရင်စုငွေနေနဲ့ရတယ်လို့ပြောတာပေါ့နော်အဲ့ဒါတော့မှန်တယ်ဗျာဒီကပ်လူပွဲအတွက်ကတော့ကျွန်တော်တွားပြီးလေ့လာကြည့်တဲ့လောက်ဆိုရင်ပေါ့နော်ဒီချန်ပီယံကပ်လူပွဲမှာဒါနိုင်သွားတဲ့ fighter တွေ ရှိတယ်ဗောနော်အဲ့လိုမျိုးဒီချန်ပီယံခပ်ပတ်ပိုင်ရှင်တော့မဟုတ်ဘူးသူကခပ်ပတ်လူပွဲမှာသွားလူတယ်လူတဲ့အချိန်မှာသူကအချိန်ကကျွန်တော်ခပ်ပတ်လူပွဲထိုးခြင်း၅သိန်းပေါ့ဒါပေမဲ့သူနိုင်တော်နဲ့ဘောနက်ဂျီကတချို့မှတ်တမ်းတွေရတသိန်းတသိန်းကျော်လေးတွေပေါ်ပြန့်ထားတယ်ဗောနော်အဲ့တော့ကျွန်တော်ထင်တာကတော့သူကဒီခပ်ပတ်လူပွဲမှာပေးတဲ့ထိုးခြင်းကတီးတန့်တီးတန့်ဗောနော်ပြီးပြီဆိုရင်စာချုပ်မှာပေးထားတဲ့အချိန်ကထိုးခြင်းကတီးတန့်ဗောနော်ဒါအဓိကအပြည့်တော့အချိန်ကထိုးခြင်းကိုသူကသစပြန်တင်ပေးလိုက်တာဗောနော်ကျွန်တော်တို့ကဒီ Joshua Van ရဲ့အချိန်ကထိုးခြင်းကိုကြည့်ရမယ်ဗျဒီခပ်ပတ်လူပွဲ၅သိန်းကိုတော့ဒါမ ဒီတွားပြီးတော့တွက်လို့မရဘူးเนาะဒီ9သိန်း9သိန်းဖြစ်တယ်သူရဲ့တပွဲဒီခက်ပတ်မတိုင်ခင်အချိန်ကထိုးချက်3သိန်းဆိုရင်ကျတို့3သိန်းပြန်ပေါင်းလိုက်ရင်6သိန်းဖြစ်မှာပေါ့เนาะအဲ့တော့စပွန်ဆာဂျေးပါညာပြန်ပေါင်းလိုက်မယ်ဆိုရင်တော့ဒါ9သိန်းတော့ကျွန်တော်တွက်လို့ရ PP ဂျေးပါညာတွက်လိုက်မယ်8သိန်းပေါ့เนาะအဲ့တော့အားလုံးကျွန်တော်ပြိတ္တအပိမှုကျင်းကျင်းတယ်လို့ကျွန်တော်ဝင်ငွေကပို့ပြီးများလာဖို့ရှိတယ်ပေါ့เนาะအဲ့တော့ Joshua Van Dee နဲ့ဒေါ်လာတန်ကနန်နီးပါးလောက်ရသွားနိုင်ဖို့များတယ်တန်လေးကြုံလေးကြော်သွားနိုင်ဖို့များတယ်ပေါ့เนาะတို့ပေမဲ့လေပို့ပြီးဖြစ်နိုင်ဖို့ရခင်တော့များလာတော့ တန်းပတ်ချံလင်လောက်ရရှိသွားနိုင်ဖို့အနေအထားမျိုးရှိပါတယ်။ Okay အဲ့တော့ကျွန်တော်နံပါတ်၄အချက်ကိုတွန်းလိုက်ရအောင်ပါ။နံပါတ်၄ကတော့ခပတ်လူပွဲမှာနိုင်ရင် Joshua Van အနေနဲ့နောက်ထပ်ဒါတင်သွားနိုင်တဲ့စံချိန်တက်တွေအကြောင်းပေါ့နော်။အဲ့တော့ကျွန်တော်တို့ကတော့ပြောမယ်ဆိုတော့ဒီအနိုင်ရရှိဖို့အတွက်တော့မျှော်လင့်ထားတယ်။ဒါနိုင်ဖို့တော့ခွင့်ရနေတယ်လို့ဒါအလုံးကတော့ပြောကြတယ်ပေါ့နော်။ဒါဒီ MMA အကစားဆိုတာကတော့ဘာမှဒီအတိအကျပြောလို့မရဘူး။ဘာမှမဆိုဖြစ်သွားနိုင်တယ်လို့ Joshua Van ကလည်းဒီကျွန်တော်တို့တပွဲထက်တပွဲ ပရိသတ်တွေလုံးဝမထင်မှတ်ထားတဲ့ပုံစံတွေကိုချပြနေတယ်ဗောနော်အဲ့တော့ဒီလာမယ့်ပွဲစဉ်ကလည်းဒါမထင်မှတ်ထားတဲ့ပုံစံချပြပြီးအနိုင်ယူပြသွားမယ်ဆိုရင်တော့ဒါကျွန်တော်ပရိသတ်တွေအားလုံးအတွက်လုံးဝဒါဝမ်းတာစရာဖြစ်သွားမှာဗောနော်ဒါအပြင်သူ့အနေနဲ့ဒီနောက်ထပ်ကျွန်တော်လုံးဝမထင်မှတ်ထားတဲ့စံချိန်တွေကပါချိုးဖောက်သွားနိုင်မှုများနေတယ်ဗောနော်အဲ့တော့ဒီမထင်မှတ်ထားတဲ့စံချိန်ချိုးဖောက်သွားနိုင်မဲ့နေရာမှာကျွန်တော်၃ခုလောက်ဆွဲနှုတ်ထားတယ်ဗောနော်ပထမတစ်ခုကတော့ကျွန်တော်ပထမဆုံးတော့အာရှအမျိုးသားချန်ပီယံဗောနော်အဲ့တော့ကျွန်တော်ဒီအမျိုးသား fighter တွေထဲမှာဆိုရင်တော့ဒီ champion cup လူခွင့်အဆင့်အထိရောက်ရှိလာခဲ့တဲ့ fighter တွေဒီ ASEAN မှာအများကြီးရှိတယ်ပေါ့နော်တိုးဝင်မဲ့လေ champion တူအနေနဲ့တော့မဖြစ်လာခဲ့ဘူးအဲ့တော့ Joshua Van ကအကင်၍ဒီ point နိုင်သွားမယ်ဆိုရင်တော့ ASEAN နိုင်ငံတွေအားလုံးထဲမှာမှဒါအာရှရဲ့ပထမဦးဆုံးတော့ UFC champion တူအဖြစ်မှတ်တမ်းဝင်သွားမှာပေါ့နော်ဒီအမျိုးသမီးကတော့ရှိပြီးသားဖြစ်ပါတယ်ပြည်သူတွေအားလုံးသိကြတယ်စန်းဝေလီလို့ခေါ်တယ်ပေါ့နော်ဒါသူကလက်ရှိအမျိုးသမီးရဲ့ဒီအာရှရဲ့ပထမဦးဆုံးတော့ UFC ကကမ္ဘာ champion တူဖြစ်တယ် ဲ့တော့ဒါကတော့နံပါတ်တစ်ချက်ဖြစ်တယ်ဗျနံပါတ်2မှာကတော့ဒီဂျိုဂျိုဗန်ကဒီချန်ပီယံကပ်မှာလုပွဲလာနိုင်တော့မယ်ဆိုရင်တော့ဒီ upset of the year ပေါ့နော်2025တနှစ်တာလုံးရဲ့လုံးဝမထင်မှတ်ထားတဲ့စုကိုဂျိုဂျိုဗန်ကရရှိသွားနိုင်ဖို့ဒါအလားလာရှိနေပါတယ်ဒါနောက်တစ်ခုအရာပြောမယ်ဆိုရင်တော့ဒါ international fighter order ရေးရပါတော့နော်တကယ်ဒါ international fighter ဒီ international နိုင်ငံတွေအားလုံးက အပတီယာနဲ့အပီခေရတဲ့ fighter ပေါ့နော်ဒီအောင်လန်ဆန်းတို့လိုမျိုးပေါ့နော်ဒါအောင်လန်ဆန်းဆိုရင်2018မှာ international fighter order ရရဆိုတဲ့စုကိုစုခုရယူနိုင်ခဲ့တယ်ပေါ့နော်အဲ့တော့ Joshua Van ကလည်းဒီစုနဲ့နှီးဆက်သွားနိုင်တဲ့အနေအထားမျိုးများတယ်အဲ့တော့ကျွန်တော်ရဲ့ဒါတူတယောက်တည်းအမြင်ရဆိုတော့ Joshua Van နေနဲ့ဒီ Alexander Patujan ကိုအလဲထိုးနဲ့အနိုင်ရယူသွားမယ်ဆိုတော့ဒီ international fighter order ရရဆိုတဲ့စုကရရှိသွားနိုင်ဖို့အရာတော်တော်လေးများတယ်ဒုတိယနေရာမှာတော့ absent order ရရပေါ့နော်အဲ့နှစ်ခုကတော့ကျွန်တော်ကြီးလို့မလွတ်ဘူးလို့ ဒါထင်ထားတယ်ပေါ့နော်အဲ့တော့ပြည်သက်တွေနေနေတော့ဒါဘယ်လိုမျိုးဒီမျိုးယူဆထားတယ်လဲတော့မသိဘူးအောက်ကခွန်မတ်မှာကျွန်တော်ဝင်ရောက်ပြောဆိုတွားပြလို့ရတယ်ဗျ Okay အဲ့တော့ကျွန်တော်ဒီကနေ့မှာတော့ဒါ Joshua Van နဲ့ပတ်သက်ပြီးတော့မှဒါစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာ၄ခုပေါ့နော်အဲ့တော့ဘီတော့နည်းနည်းလေးရှည်ထားတယ်ဒါပေမဲ့လည်းကျွန်တော်ဒါ Joshua Van ပွင့်စဉ်နီးလာတာနဲ့အတူပေါ့နော် Joshua Van ရဲ့အကြောင်းလေးကိုတင်ဆက်ပေးရတာကလည်းဒါပီတိအာရဖြစ်မိတယ်လို့ဒါပရိသတ်တွေအားလုံးကိုပြောပြလို့ရတယ်ဗျ။ Okay အဲ့တော့ကျွန်တော်ဒီကနေ့ရဲ့တင်ဆက်မှုလေးကတော့ဒီလောက်ပါပဲ။ ျွန်တော်လာမယ့်နေ့ဒီမှာဆိုရင်ဒါဂျော်ရှော်ပန်ရဲ့ဒီနောက်ထပ်ကျွန်တော်တို့ဒီစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေကိုဒါရှာကြံစုစည်းပြီးတော့မှတင်ဆက်ပြီးသွားပြီးလို့ရှိတယ်ပေါ့နော်ဒီအတွက်ကြောင့်မို့လဲဒါဆောင်မြေချီချူအဖေတို့ဒီကနေအားလုံးကိုဖိတ်ခေါ်ချင်ပါတယ်ကျွန်တော်ကတော့အစစင်းတင်ဆက်သူဂျိုးဆက်ပဲဖြစ်ပါတယ်အားလုံးပဲတာယာပျော်ရွှင်တဲ့ဘဝလေးကိုပိုင်ဆိုင်နိုင်ကြပါစေ